ားလုံးပဲမင်္ဂလာပါရှင်။ Opera Drama Channel ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဆရာဆွေမင်းတနုဖြူရဲ့ကျွန်ုပ်နဲ့သိမင်းနိုင်ငံဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဒေါ်ရွှေတရအောင်နေလားညာလားပဲဆိုသောစကားတန်ကတရွာလုံးကိုပြတ်နေပါတော့တယ်။ဒေါ်ရွှေဆိုသူကတခြားမဟုတ်ဘူး။တတိပစီရဲ့ချစ်စနီပင်ဒေါ်ရွှေယောဂါကလူကြီးယောဂါမြို့မှာလဲစေးကူပြီးမထူးချောက်အခုတော့နေလားညာလားမသိဘူးစိတ်မကောင်းစရာပဲ။အေးလေ မျက်စာပေးရတော့မှမလွန်ဆန်နိုင်တဲ့ကိစ္စကြီးပဲလေတရားနဲ့ပဲဖြေရတော့မှာပဲကျွန်ုပ်လည်းမိတ်ဆွေတို့ရဲ့ဝတ္တရားရှိတဲ့အတိုင်းလူနာတဲ့ရင်ကိုသွားမေးရတယ်ဒေါ်ရွှေရင်ကရခင်ဒေါ်ရွှေရင်မဟုတ်ခဝဝခန္ဓာကိုယ်မှာယခုဝတ်ချမ်းပြတတာဖြစ်တော်တယ်အစားအစာလည်းမဝင်တော့ဘူးရည်နေနေအဆက်ချင်းချပေးရတယ်ကျွန်တော်သိလားတကြီးပါစီကအိမ်ဝခန်းမှာကိုယ်အင်တလုံးနဲ့စိတ်ရဲ့ဖြေရာကိုယ်တိစိတ်ကိုတပြောင်ပြောင်နဲ့ညှက်နေတယ်ဥတ္တပိယ ညနေတိုင်းပဲဆရာတွေကတော့လက်လျှော့လိုက်ပြီးကံတရားပေါ်လေသူ့မွေးရလေးကိုစောင့်နေပုံရတယ်။ကျွန်ုပ်မှာဒေါ်ရွှေရင်ကိုကြည့်ပြီးစိတ်ထဲမှာအလူလူတရားတွေရနေတယ်။ဟိုတုန်းကသွားနိုင်လာနိုင်အချိန်တုန်းကဖြူဖြူထောင်ထောင်မောင်းမောင်းဒေါ်ရွှေရင်မှာရွာရဲ့တာရင်နိုင်ရဲ့ကိစ္စတွေမှာအမျိုးသမီးတွေကိုဥဆောင်ကရှေ့ဆုံးကပါခဲ့တယ်။ဟေ့ကထိန်ပရိသာပင်တီးမဟေ့ကျွန်တော်ဒေါ်ရွှေရင်ကို လူနာမေးပြန်လာပြီးတော့ညကတော်တော်နဲ့အိတ်မပြောဘူး။ ငါအသက်ကြီးလာလို့ဒီလိုယောဂဝေဒနာမျိုးခံစားလာရရင်ဘယ်လိုလုပ်မလဲတည်ခြင်းကငါ့ကိုတစ်ချိန်မှလာခေါ်မှာပဲငါမလိုက်ချင်လို့လည်းညင်းလို့မရဘူးကျွန်ုပ်မှာတောင်တွေးမြောက်တွေးဟိုးတွေးတီတွေးနဲ့မျက်လုံးကြောင်နေပါတယ်အကြမီချင်းရင်ဘက်မှာခြေတံခက်ပြင်းပြုံကြလိုက်ရတယ်ဟိတွပေမင်းကိုခေါ်နေရကြပြီအခုတည်းမနာသေးဘူးလားအတန်အောကြီးကြောင့်ကျွန်ုပ်မှာခေါင်းနှပန်းကြီးသွားပါတော့တယ်ကျွန်ုပ်ပြုံးကနေထထိုင်လိုက်မိတယ်အနည်းရှိလက်နှိပ်ဓမီနဲ့ ်ထိုးကြည့်လိုက်တော့ဘသူမှမတွေ့ရဘူး။ငါလည်းနားကြမှလို့ထင်တယ်။ကျွန်တော်ပြန်ပြီးတော့လှဲလိုက်ပါတယ်။အခန်းထဲမှာမသိမြင်ကတခုခုတခေါခေါနဲ့အိပ်ပျော်နေပါတယ်။ဘိုက်ကလေးကထုံးစံတန်းရွာရိုးကိုပေါက်တဝေထိုးနေပါတော့တယ်။ကျွန်တော်လည်းပြန်လှဲလိုက်ပြီးနောက်မျက်လုံးကိုမိတ်ပြီးအိပ်ပျော်ဖို့ကြိုးစားတယ်။မိကနေဖြစ်သွားချိန်ချိန်ရင်းမှာထရံပုတ်တံကိုကြားလိုက်ရပြီ။တွေ့ပြီ။ငါခေါ်နေရလေ။မင်းကိုဒီမထတဲ့ဟုလား။ငါရွာရှိပိုင်းကဥတောင်းနေ။ ပြီးခဲ့တဲ့တလလောက်ကဆုံးသွားတာပဲအတန်ကဥတောင်းရဲ့ကိုယ်ရှက်ရှာအတန်ကျွန်ုပ်ရဲ့စက်သိန်းတွေဖြန်းကနေထသွားပါတော့တယ်ကျွန်ုပ်မှာအကြောက်လွန်ပြီးတော့မှင်းတမ်းမိတယ်လို့ဖြစ်နေတယ်ရှာတတအတန်ကလည်းပေါ်လာပြန်တယ်အခုမင်းနဲ့တကြီးပါစီမိမဒေါ်ရွှေရင်ကိုခေါ်ဖို့ငါဥသိမင်းကတာဝန်ယူပြီးတော့ခေါ်ခိုင်းလိုက်တာဒေါ်ရွှေရင်ကတော့လိုက်မယ်လို့ပြောပြီးပြီမင်းမဲကြံနေတယ်မနေ့ပြန်မင်းအစင်းသက်လောက်တာနေဖို့ထိုင်မဖို့နဲ့အတန်မှာပြောရင်ပြောရင်ဝေးဝေးသွားတယ် ကျွန်ုပ်ကြောက်စိတ်ကစဖွဲလို့မရအောင်မင်းဖြက်ခနေထပြီးတော့လက်နှိပ်ထမီးနဲ့အိမ်အနှံ့ကိုထိုးကြည့်တယ်ဘာမှမတွေ့ရဘူးကျွန်ုပ်လည်းမိခွက်ကိုထုံးပြီးတော့ငုတ်တုတ်ထိုင်နေမိတယ်ဒါအိမ်မက်လားစိတ်ထင်တာလားမဖြစ်နိုင်ဘူးဒီဆုံးသွားတဲ့ဦးတောင်းရဲ့အတန်းကိုဒီတိုင်းကြားနေရတာဒေမင်းမြန်းကောင်လာခေါ်ရလားမဖြစ်နိုင်ပါဘူးမဖြစ်နိုင်ဘူးလို့လည်းပြောမရဘူးဒါအိမ်မက်မဟုတ်ဘူးငါငါဘာလုပ်ရမလဲကျွန်ုပ်မှတကူတဲ့ကြောင်တောင်ကလန့်ဖြင့်အတွေးပေါင်းစုံဝင်ကမိုးစင်စင်လင်းတော့တယ် မိုးလင်းလင်းချင်းရွာဖုံးတော်ကြီးကြောင့်ပြေးတယ်။ဆရာတော်ထံဝင်ပြီးတော့အကျိုးကြောင့်ရှောက်တင်တယ်။အဲ့ဒါပဲဖေဖေတပည့်တော်ဘာလို့ရမလဲဖေဖေတကယ်လို့တေမင်းကခေါ်တာမှန်ရင်တပည့်တော်လူပြေမှာမနေရတော့ဘူး။အိုးတကားကြီးတော့ပြေးရဲ့။တန်နရာကျွေးဆိုတာရှင့်ဆက်ရမှာပဲ။ဘုံဘုံတို့နဲ့တကွာလူတွေအားလုံးဟာဒီအကျိုးကိုဆက်ဖို့လူပြစ်လာကြတာ။အကျိုးပြန်ဆက်ဖို့အရေးကြီးတာပေါ့။အကျိုးမရှိတော့မှကောင်းတာပေါ့။ဒါပေမဲ့ဒီတေချင်းဆိုတဲ့အကျိုးကတခါဆက်ပြီးရင် ထပ်မတင်ဖို့ပဲအရေးကြီးတာတကာကြီးထပ်မတင်ဖို့စူးစမ်းဖို့အချိန်ရတလောင်စူးစမ်းကြည့်ပါမှန်မှန်ဖရာတပည့်တော်အိမ်မပြောင်းတော့ပါဘူးဖရာဆရာတော်အနားမှာနေပြီးတော့တရားအားထုတ်တဲ့အလုပ်ကိုအခုပဲလုပ်ပါတော့မယ်အိမ်ကောင်းနေဟဲ့ကောင်းနေဒီမင်းကလာခေါ်တော့လေပြောပြောကြည့်လိုက်လို့ရအောင်ဖုံဖုံကပြပေးရမှာပေါ့အခုတော့ရွာထဲဆုံးကန်ကြွလိုက်အောင်မယ်ဖုံဖုံပြပေးတဲ့အချိန်ဖရာရှိကိုပတိစိတ်နေမှန်မှန်ဖရာမှန်ပါဆရာတော်ဆုံးခံကြွချင်း ကျွန်ုပ်မှာဘုရားကန်းထဲမှာပတိကိုကျူးစားပြီးစိတ်တယ်။ညကလာခေါ်တဲ့ဥတော်ရဲ့အတန်ကိုစိတ်ထဲမှာဖြည့်ဖြောက်ပါတော့တယ်။ကျွန်ုပ်မှာပတိကိုအဆက်မပြတ်စိတ်နေပါတယ်။ဘလောက်ကြာသွားတယ်လဲမသိဘူး။ဆရာတော်ပြန်ကြွလာလို့ခေါ်တန်ကြမှာပတိစိတ်တော်ရလိုက်တယ်။ဥတုပီဘုရားဆရာတော်ကကျွန်ုပ်ကိုပြုံးပြုံးကြည့်ကြည့်ပြီးလူရီယာမဟုတ်တာကိုတော်တော်နောက်ပြောင်ထင်ကြတာကိုဘာဖြစ်လို့လဲဘုရား။ဘာဖြစ်ရမှာလဲ။ဖုံဖုံရွာတဲ့စွန်းခံကြွတာတယ်။ တကာကြီးအိမ်ရောက်တော့တကာကြီးအိမ်မှာတကာကြီးမိမမသိမင်းရဲ့လူပြိုကြီးရဲ့ဘိုက်ကလေးရဲ့ကာလာသားတွေဝိုင်းပြီးတော့ဟားတိုင်နေကြတယ်။အဲ့လိုသူတို့ကရင်နိုင်ကြတာ哦ရှိမပေါ့လေဘုံဘွားမင်းတို့ဘာရီများသဘောကျနေတယ်လေလို့ပြီးတော့ဒီလိုတဲ့ညာကတကာကြီးကတကြီးပါစီမိမဒေါ်ရွှင်ရဲ့အကြောင်းအိမ်မှာပြောပြီးတော့တေးချင်းတရားတွေကိုပြောနေတော့ဘိုက်ကလေးကတကာကြီးကိုနောက်ချင်တာနဲ့သူတငယ်ချင်းလူပြိုကြီးတို့နဲ့တိုင်မြင်ပြီးညာတကောင်လောက်မှာ တည်သွားတဲ့ဥတောင်အတန်းနဲ့တူအောင်လှုပ်ပြီးတော့ခြောက်လိုက်ကြတာအဲ့ဒါတကကြီးကကြောက်ပြီးတော့ချုပ်စီကိုရောက်လာတာပျော်ပျော်ပြီးရည်နေကြတာဒေဒတာဘက်ကလေးတို့တပည့်တော်ကိုနောက်တာပေါ့တိမဲတိမဲလူကြီးလူကြီးမမသိနောက်เสียလားတွေ့မယ်တွေ့မယ်တကကြီးပတိပတ်ကိုပြီးအောင်ဆဲအောင်လေနောက်မှဖေရနောက်မှစိတ်တော်မယ်အခုတင်မေးရမခေါ်တော့ဘူးဆိုတော့ပြန်လိုက်အောင်မယ်ဖေရကောင်းနေကောင်းနေ ျွန်တော်တို့ရွာမှာသွားရလာရခက်ခဲတဲ့နေရာများမှာမြင်းကိုသုံးဆဲကြတယ်။မြင်းတစ်ကောင်ရဲ့တန်ဖိုးကစိုက်ကဲတန်ဖိုးနီးပါးလောက်ရှိတော့လဲတချို့ကမြင်းကိုပင်ခုံခုံမင်မင်စီးကြတယ်။ဟေ့တွတ်ပေလိုက်မလား။ဘယ်လဲဦးဝင်းရွှေရွာရဲ့မြင်းလေးနှစ်ဆင်းရှိပါတယ်။သူမြင်းလေးပိုင်ရှင်ကကိုသားအုပ်ဖြစ်ပါတယ်။မြင်းကောင်းမြင်းတန်မြမွေးပြီးတော့မြင်းရောင်းဝယ်ရေးလှုပ်တယ်လို့မြင်းလှဲလဲထောင်ထားပါတော့တယ်။ကျွန်တော်ကကိုသားအုပ်ကိုသဘောကျတယ်။မြင်းလေးမွေးလိုက်မြင်းလေးရောင်းလိုက်မြင်းလေးအော်တာလိုက်နေဟန်ကြနေပါတယ်။ တနေ့ကျွန်တော်ကိုသားအုပ်ထံကိုရောက်သွားတယ်။လာပြုတ်ဥတုပ်ပြီးမလာစဘူးအလာထူပါ။ဘာရမောက်ပါဘူးခမားမြင့်ကြံကိုလာလိလာတာပါ။ဘာလဲမြင်းမွေးမလို့လား။မြင်းချောင်းနားမလဲပဲနဲ့မွေးရင်တော့ရှုံးမှာနော်။စိတ်လေးညံ့ရမှာသိပါရဲ့ဗျာ။တခုတော့ရှိတယ်။ခမားမြင်းလဲမောင်းပါလား။ကျုပ်ကိုတနေ့အုံနာကတထောင်ပဲပေး။ဟာကျုပ်တော့လိုက်တဲ့အလုံးနဲ့ရှုံနေတာမြင်းလဲမောင်းမှုမအားပါဘူး။ဟာဥတုပ်ပြီးမောင်းခိုင်းတာမဟုတ်ပါဘူး။ ဘိုက်ကလေးမောင်းခိုင်းမှုပြောတာပါတနေ့ကအုံနာကပြီးပြီးတော့2300လောက်ကျန်နေမိမောင်ရောင်းမမြင်လဲဘယ်နေရာမှာအော်ရာရမှာလဲဟာဥတ္တပီကလည်းလှီစိတ်ရှိရလေဗျာကားကိတ်ရှိရဗျာနောက်ပြီးတော့ကုန်တိုင်းတွေရှိရငွေမြွေချန်တွေရှိရအော်ရာတွေများလို့ကုတောင်းစကားကြောင့်ကျွန်တော်စိတ်ဝင်စားသွားတယ်ဘိုက်ကလေးကိုမြင်လဲမောင်းခိုင်းရင်တစ်ဖက်တစ်လမ်းမှဝင်ငွေရမည်မဟုတ်ပါလားကောင်းသားပဲဗျာမစိုးဘိုက်ကလေးကိုပြောပြီးတော့အကြောင်းပြန်မယ်ဗျာကျွန်တော်လည်းညာအိမ်ပြန်ရောက်တော့အကျိုးအကြောင်းပြောပြလိုက်တယ် မသိမြင်ကတက်ကြနေတယ်ဘိုက်ကလေးကအေးမလို့အေးမလို့နောက်ဆုံးမသိမြင်ရဲ့တစ်ချက်လို့အမိန့်ဖြစ်ဘိုက်ကလေးမြင်းလဲမောင်းသမားဘဝကိုရောက်ခဲ့တယ်ဒီအရွယ်ရောက်ပြီးတော့အလုံးမှာမလုံစားချင်ငါအိမ်မှာမနေနဲ့ဘိုက်ကလေးကမနှက်စောစောကိုအော်အစီကိုသွားပြီးတော့မြင်းလဲသွားထုတ်တယ်လေးစိတ်ကိုစင်းနေတယောက်တရာဖြစ်ရွာကိုပြေးတယ်တော်ပါပြီတပည့်ကြီးတခါတရံငပိငချောင်းစမ်းအိတ်ကုံများရလာရင်တစ်ခေါက်တည်းနဲ့တထောင်လောက်ရပါတယ်တပတ်နှစ်ပတ်ကြာတော့ဘိုက်ကလေးသူ့အလုပ်ကိုစိတ်ဝင်စားလာတယ် အလုံးမှန်သမျှကုန်းရှိစွာစစ်တော့ဒီနေ့တနေ့၈၀၀၀လောက်ရရဗျာဟေးဟုတ်လားဘိုက်ကလေးဝင်ငွေကမသေးဘူးမသေးမြင်မြင်ဘိုက်ကလေးရလာတဲ့ပတ်စံကိုဒိုင်းငံတင်းပြီးတော့ပီတိတွေဝေဖြာနေပါတော့တယ်ဒါငါရဲ့အကြံစီစိတ်ကူကိုကိုတာအောက်ကခင်မင်းလို့မြင်းလေးကိုပေးမောက်တာကသိပါတယ်ဒါပေမဲ့ရှင့်ဝင်ငွေနဲ့တော့တာပါတယ်နော်လှုပ်ပြီးမသေးမြင်ကကျွန်တော်ကိုပဲအရေးမလောက်ချင်တော့ဘူးဝေတာအထီးကဝေတာပရာဏငါနော်ဝေရှိမှလူရဝင် တစ်ဖက်တစ်လက်မှာဝင်ဝင်ရနေပြီဆိုတော့ကျွန်ုပ်ကတားကောင်းမရလဲပူစရာမလိုတော့ဘူးတွတ်ပြီးအပြင်းရောဂါဆွဲပြီးတညကျွန်တော်အိမ်ပြန်လာစဉ်ဘိုက်ကလေးကဝါလီယာမောက်ပြီးတော့တညင်းကြီးတညူညူဖြစ်မသေးမြင်ကနှိပ်ပေးနေရှာတယ်ဘာဖြစ်နေရလဲဘာဖြစ်ရမှာလဲဘိုက်ကလေးမှာမြင်းလဲမောင်းရတာတစ်ဖက်ကုန်ပစ္စည်းတွေတဲချရတာတစ်ဖက်ခီးတဲ့တွေအတင်းချလောက်ရတာတစ်ဖက်နဲ့ပင်ပန်းနေလို့ကိုလက်တွေကြိုက်ခဲနေတာအော်ယောက်ျားပဲကွာငါလိုတော်တဲ့တောင်နဲ့ပြည်ရီလွားရီဆိုင်ဘယ်နဲ့လုံးမလဲ အသေးမြင်ကဂျမ်းမြင်ကိုလက်နဲ့ပုတ်ချပြီးတော့ဒီမှာကွတ်တပ်ပြီးရှင်စကားလွယ်လွယ်ကူကူမပြောနဲ့ရှင်ကတော်ရဲကိုချီတူအောင်သွားတာအမေရောကျင်းသေးပေါ့ရလို့လားပြောဆက်မအောင်ဒီမှာကကျင်းသေးပေါ့ပတ်စံရနေအလုပ်ဆိုတော့ရှင်းနာလေထားပါသူတော်ပြတာကိုသာထိုင်စားနေရတာငတ်တလဲပြက်တလဲမသိမြင်ကကျွန်တော်ကိုစော်ကားလို့နေချေပြီးနှစ်ပေါင်းများစွာအမေးလိုက်ပြီးတော့ကျွေးမွေးခဲ့ရတဲ့ကျေးဇူးကိုပြီးမထောက်ဒင်းပြောရလေချင်းဒီမှာမသိမြင်ဘာလဲပြော မနေ့တနေ့ကမှဒီအလုပ်ကိုလုပ်တဲ့ဘိုက်ကလေးကိုနင်းကအထင်ကြီးနေပေါ့လေဒီအလုပ်ကငါလုပ်ခိုင်းခဲ့ရလေတိတ်တရာပေါ်တော့ရှယ်ဒီနီယာစပြီးတော့တောပြတဲ့အလုပ်ကိုရက်မနေ့ပြန်ကစပြီးဘိုက်ကလေးမြင်းလဲနောက်မှာလိုက်ပြီးတော့မြင်းလဲစပယ်ရလို့ဘာကွာငါလိုနိုင်ငံကျော်ကြီးတယောက်ကတပယ်မောင်းနဲ့မြင်းလဲနောက်မှာမြင်းလဲစပယ်ရလောက်ရမယ်ဟုတ်လားဟုတ်တယ်မသိမြင်အတိကကျွန်ုပ်ထပ်ပူကျဲနေပါတယ်ရှယ်မြင်းလဲစပယ်ရလိုက်လို့ဒါမှမိတ်ပဲမသိမြင်ကပြောပြောဆိုဆိုအိတ်ခမ်းလေးကိုဝင်သွားတယ် ျွန်တော်လည်းမလုပ်ရမလဲဘိုက်ကလေးကိုပဲဖနှောက်နဲ့ပေါက်ရမလားဝေခွဲလို့မတက်တော့ဘူးထွက်လာတဲ့ဒေါသကိုမြူသိမ့်လိုက်ရတယ်။နောက်နေ့မှစပြီးကျွန်တော်ဘဝကြီးကပြောင်းလဲသွားတယ်ဘိုက်ကလေးမောင်းနဲ့မြင်းလင်းနောက်မှာခိုလိုက်ကလှိစိတ်ကိုတယောက်တရာတယောက်တရာကျွန်တော်ရဲ့တန်ကညဉ့်ဆီထွက်လာတော့တယ်ကျွန်တော်ကမကောင်းပါလား ဒီနေ့မှာတော့ကျွန်ုပ်မြန်ရစာတွက်ပြီးတယောက်နေစာဒူပါပြုနေကြအလောက်အတိုင်းအမဲပြစ်နိုင်ရအတွက်ကြိုတင်ပြင်ဆင်နေစဉ်ခြံစည်းဥထောက်မှာကတော်ကတော်နဲ့ချက်တော်တောင်ကြားလိုက်ရတယ်။ဘေးကချက်ကလေးပါလေ။ကျွန်ုပ်လည်းခြံစည်းဥနာကိုသွားပြီးတော့ချက်ကိုကောက်ယူပြီးကြည့်လိုက်ချေရ။ဟာဘေးကောင်းပြစ်လိုက်လည်းမသိဘူး။ချက်လေးချက်တော်နာနေပါလား။ချက်ကချက်သေးလေးဘသူချက်လည်းမသိဘူး။ကျွန်ုပ်လည်းချက်ကလေးကိုပွေပြီးတော့အိမ်ပေါ်ယူလာပြီးနနွေးမုံလင်းကအဝတ်စာပြစ်ချထားပေးလိုက်တယ်။ကဲမင်းသွားချင်ရသွားပြီးတော့ ချက်ကလေးကကျွန်ုပ်ထံမှာမခွာဘူးကျွန်ုပ်နားမှာခုခုလေးလှဲနေပါတယ်မသိမြင်ကကျွန်ုပ်ကိုကြည့်ပြီးဘယ်ကချက်ကလေးလဲအိမ်ပေါ်မှာချက်ချေးပြေးလိုက်မယ်မစားလောက်သေးပါဘူးပြန်လွှတ်လိုက်သိမြင်နေရလေချက်ဆိုရင်ချက်စားလို့ပဲစဉ်းစားနေတာသူခင်ဗျာဒဏ်ရာနဲ့ကျွန်ုပ်လည်းခွခွကလေးလှဲနေတဲ့ချက်ကလေးကိုအင်းတက်စက်နာမှာချပေးပြီးတော့ရေတစ်ခွက်ပါပေးထားလိုက်တယ်။ဒဏ်ရာပြောက်တော့တနာပါရဲဟာပိုင်ရှယ်ရှာပြီးတော့ပေးလိုက်တာပေါ့ ျွန်တော်လည်းချက်ကလေးကိုထားပြီးတော့ပြုမြဲထုံးစံမပြတ်မကွက်တော့ပြစ်ထွက်ရတယ်။ညနေကျွန်တော်ပြန်လာတဲ့အခါချက်ကလေးကအိမ်ရှိမှခေါက်တော့ခေါက်ပြန်လန့်ရှောင်းနေပါတယ်။ဟာမင်းတရားတော်တော်တက်တာသားပဲမှန်ပြစမ်းကျွန်တော်စကားကိုနားလေတလို့ကျွန်တော်ထံကိုတန်တက်ပမတ်လာတယ်။အေးရောင်လာတော့နည်းနည်းယော့သားပဲပတိတော်ဆက်စည်းရအောင်မယ်ကွာ။ကျွန်တော်လည်းဆန်အိုးထဲမှာဆန်အနေငယ်ကိုယူကချချွေးလိုက်ပါတယ်။ချက်ကလေးကစနေပုံရတယ်။ စံစည်းကလေးများကိုအာသာငန်းငန်းစနေတယ်။မိကတော်တော်စနေရပဲ။နေရသုံးရကြတော့ချက်ကလေးကတောင်းတောင်းမီပြေးဆောင်နေချိန်ပြီ။ဒီချက်တော်အိမ်ပေါ်မှာကြီးပဲငါရိုက်လိုက်ရ။မသိမြင်ကချက်ကိုကြည့်လို့မရဘူး။ချက်ကလည်းချက်အိမ်ပေါ်မှာကြီးနေတယ်။တနေ့မနေ့ကျွန်တော်အိပ်ပျော်နေစဉ်ချက်ကလေးကကျွန်တော်အိမ်ရာကိုရောက်လာပြီးတော့နှုတ်သီးပြေးဆောင်ကိုထိုးစိတ်လုံးနေတယ်။ဟာဟိကောင်ဘာလုပ်တာလဲကွာ။ထိုးကချက်ကလေးကအတောင်ပံကိုဖြတ်ပြီးတော့ကတော်ကတော်လှုပ်ပြရတယ်။အော်မင်းငါ့ကိုလာနိုးတာဟုတ် ကျွန်တော်လည်းအိယာကနေလူလဲထပြီးတော့တကြီးပါစီနဲ့ချင်းဆူထားတဲ့ကိစ္စတစ်ခုကိုပြေးတရရလိုက်တယ်။ဟာမင်းလာနုလူတာပေါ့ကွာ။တကြီးနဲ့ကုန်းမောင်ရောက်သွားဖို့ချင်းထားတာတော်သေးဟာပေါ့။ကျွန်တော်လည်းကမန်ကတဲ့ပြတဲ့တက်ကတကြီးအိမ်ကိုအလှည့်မြန်ထွက်လာခဲ့တယ်။ခုလောက်ဆိုရင်တကြီးကဒေါကန်နေပြီ။ချက်ကလေးကြောင့်မနဲ့ဆိုရင်အိယာကိုလာပြီးတော့ကျွန်တော်ကိုနှိုးတယ်။ကျွန်တော်နားကမခွာတော့ပါဘူး။ကျွန်တော်အမဲလိုက်ပြန်လာရင် ချမ်းပေါင်းဝမှာကျူရှာတယ်။နေပေါင်းများစွာကြုံလာရတော့ ချက်ကလေးပေါ်ကျွန်တော်အမှန်မင်းတန်ရောစင်ဖြစ်လာရတယ်။မင်းကိုနာမည်ပေးရမယ်ကွာဟုတ်ပြီရွှေနေမင်းနာမည်မှတ်ထားနော်။တဖြည်းဖြည်းနဲ့ချက်ကလေးမှာချက်ကြီးတစ်ကောင်ဖြစ်လာပါတော့တယ်။မနက်မိုးလေးချက်တော်တန်ဖြဲကျွန်တော်နားကိုလာပြီးတော့နှိုးတဲ့ဝတ္တရားကတော့မပြတ်ပါဘူး။ထပြီးကွာထပြီးအော်မနီနဲ့တခါတရံရွှေနေကိုပိုက်ပြီးတော့အိမ်အလဲပင်ထွက်တတ်သေးတယ်။ရွှေနေကတခြားအိမ်မှာမစော်ဘူး။ကျွန်တော်အနားမှာညင်ညင်ကလေးဝတ်နေတက်တယ်။ဥတ္တပီချက်ကလူဝဲစားလားမသိဘူးနော်။တော်တော်လိမ့်မာတာပဲ။ဟုတ်တယ်။ ဘာလို့မျက်စိအောက်ကနေအပြောင်မခံဘူးငါနားမှာပဲအဲ့ဒါလိုလိမ့်မာနေတဲ့ချက်ကလေးရွှေနေနဲ့ရာတပ်ပံလမ်းခွဲဖို့အကြောင်းကတနေ့တော့ဖန်လာပါတော့တယ်ထိုနေ့ကကျွန်ုပ်နဲ့တကြီးပါစီတို့ရွာကထိန်ပွဲအတွက်ကြိုးစားစီစဉ်နေကြရာအလုံများနေပါတော့တယ်ဇက်ပွဲလေးတော့တွဲမှဖြစ်မှာဗျာအိုးဒါတော့ပအောင်စီစဉ်ရမှာပေါ့အိမ်ကမိုးချုံမှပြန်ရောက်တော့တယ်အိမ်ရောက်တော့အိမ်ရှိကမ်းမှထိုင်နေကြတဲ့ဧည့်သည်၃ဦးကိုတွေ့လိုက်ရပါတယ်မသိမြင်ကပြုံးရှင်စားတဲ့ ကွတပင်သူတို့တိလားဖေးတိမှလဲသူတို့တွေကကုန်းပေါင်ရွာကတင်းမြင့်ရဲ့မောင်းဝန်းခွဲတွေလေဟိုရောကငငယ်လေးတွေရှင်းကဘဲမှတ်မိတော့မလဲဟုတ်ပါကဲရွာကိုအလေတက်တက်ပဲလားဟိုနွားဝယ်ဖို့ကိစ္စရောမမမြင်နဲ့မတွေ့ကြတာနေ့တတော်ကြလို့လာခဲ့ကြတာဒီမှာတကြိတ်ပြီးတော့ကနေပြန်ပြန်မယ်ကျွန်တော်လည်းမသိမြင်မောင်းငယ်တွေဆိုတော့လေစကားပြောကဧကန်နေရတယ်ကဲကွတပင်လဲဧည့်သည်တွေနဲ့တခါတည်းထမင်းစားလိုက်အီစာနေရာနဲ့အတော်ပဲကျွန်တော်လည်းထမင်းဝိုင်းကိုလက်စိပ်ပြီးဝင်ထိုင်လိုက်တယ်ကဲ ငမ်းမောင်တွေကိုရောက်တော့ကျွေးရတာရှိရလေးနဲ့လုံလိုက်ရတာအားမရဘူးကွတတိလောက်တေးရောပေါ့ကထိန်ဝဲပြီးမှပြန်ကြတာမဟုတ်ဘူးကျွန်တော်ကဟိပြားကိုကြည့်လိုက်ပါတယ်ပဲဟိရီတစ်ခွက်ငပိရီတစ်ခွက်သူ့စရာအစုံနဲ့အငွေတထောင်တောင်းထားနေတဲ့စက်သားစီပြားဟင်းကတစ်ခွက်စားစားစက်သားဟင်းတွေထည့်စားအိမ်မှာရှိရလေးပဲလုံလိုက်ရတာကျွန်တော်ကစက်သားပကံကိုသွားနေလက်ကတုံငနေဖြစ်သွားတယ်မျိုးလုံးနဲ့မှရွှေနှီးကိုဖြတ်ခနေပြင်လိုက်ပါတယ်ရခိုင်ကျွန်တော်အပြင်ကပြန်လာရင် ကျူတွေကြွှေတွေကအခုတော့ပျောက်ချစ်ပလာပျောက်နေချေပြီနှုတ်ဆက်ချေမရလိုက်ဘူးတွတ်တွရဲ့ကျွန်တော်စားတယ်ထမင်းလောက်ကမျိုးမကြတော့ဘူးတေချာလောက်တော့ရှိနေပြီငွေစားရဲဆိုတာဒါပဲပေါ့နော်ကျွန်တော်လည်းဧည့်သည်ရှင်မှာငပိရင်နဲ့တို့စရာကိုသာစားပြီးတော့လက်စေးပြီးထမင်းဝိုင်းမှာထလိုက်တယ်ရင်းကိုတွတ်ပြီးနေလာချေလားစက်သားတွေလည်းမစားပါလားကျွန်တော်ရင်ထဲကပြောစရာစကားမရှိတော့ဘူးဧည့်သည်ရှင်မှာဒေါသအမျိုးတိတ်ပြီးအဲ့ရထက်မှာတွားလဲနေပါဗျာ မနက်တိုင်းမနက်တိုင်းနှုတ်သီးလေးနဲ့ထိုးစိတ်ကနှုတ်တက်တဲ့ရွှေနှစ်ကိုကျွန်ုပ်မျက်လုံးမှမြင်ပြီးတော့မျက်ရည်ပင်ရွှေဝဲရတယ်။နောက်ဖေးကမသိမြင်ရဲ့အော်ပြောတန်ကိုကြားလိုက်ရပြီးကျွန်ုပ်ကမနက်တိုင်းနှုတ်မဲ့ရွှေနှစ်ကဒီလောကကြီးထဲမှာမရှိတော့တာသိကြသွားကြပြီ။ဟဲ့ဘိုက်ကလေးရွှေနှစ်အမွေးတွေအင်းသားချက်တွေကိုထည့်လိုက်အောင်။တနေ့မှာတော့ကျွန်ုပ်နဲ့ဘိုက်ကလေးတို့နှစ်ယောက်မှပြင်းပြင်းရှိရနဲ့ရွာထဲကားခဲရှိလက်ဖက်တုပ်ချင်းတို့ကော်ဖီမစ်ထုတ်ရောင်းကြတဲ့ကိုရင်မောင်ဆိုင်လေးမှာချိန်ဖြုန်းနေတယ်။ နေ့ရတောင်တောင်စိတ်တကောင်ရထားတာဒီနေ့တော့နားဟိသူအခိုင်ရွာမကားထောင်စားသူကိုဝါကြီးတယောက်သူရခီးတဲ့တင်ကားဒိုင်းနာကြီးနဲ့ဆိုင်ရှဲကိုထိုးဆိုင်လာပါတယ်ကားပေါ်မှာထိန်ခွဲချမ်းများအပြည့်ပါလာတယ်ဟေးဥတုပီဖိုက်ကလေးဟာကိုဝါကြီးလားအချမ်းတောင်မတောက်တော့ပါဘူးမြိုင်းသားကိုထင်းပေါက်ချမ်းနဲ့တွားဖို့မလို့အားရင်လိုက်ခဲ့ပါလားအဖော်မရှိတော့လမ်းမှာအပြင်းပြေစကားပြောရတာပေါ့ဟာမလိုက်ချင်ပါဘူးလာပါဗျထင်းချမ်းပို့ပြီးရတယ်ချက်ချင်းခီးတဲ့တင်ပြီးပြန်လာမှာအဖော်မရှိလို့ခင်များတို့ကို အဖိတရုတ်ဆိုင်ကခောက်ဆဲကျော်ကျွေးမယ်အပြတ်မသိမြင်တွင်လက်ဆောင်ကိုဝါကြီးစကားကြောင့်မစားရတာကြပြီဖြစ်တဲ့မြိုင်းသားမျိုးမှာအဖိရဲ့ခောက်ဆဲကျော်ကိုတတိယသွားရင်းနဲ့တည်ရကြလာတယ်ဘိုက်ကလေးအလကားတွေအလကားအပြည့်ပြည့်ပေါ့ဖြစ်တင်တာပေါ့ကျွန်တော်တို့နှစ်ယောက်သားတိုင်ပင်ထားတယ်လို့ဆွေးနေတယ်ကိုဝါကြီးကားကောင်းခန်းကိုရောက်ရှိသွားတယ်ခွေးရမောင်ရင်အပြတ်မချင်းတော့ဖို့ကော်ဖီမြတ်ဖို့ယူပြီးတော့ကျွန်တော်တို့ကတလန်လုံးတော့ဝါဝါတဟားနဲ့စကားပြောဆိုကြပြီးကိုဝါကြီးခင်ဗျာမှလည်းကျွန်တော်တို့ပါလို့ပြောနေပုံရတယ် ကားပြန်ဆက်ထုတ်ခါရမယ်ကျွန်တို့မြိုင်းသားရောက်လို့ထင်းပေါချမ်းများချပြီးကိုဝါကြီးကတိအတိုင်းအဖေးဆိုင်မှာခေါက်ဆဲကြော်ကိုတဝါကြီးလွှေ့ကြပါတော့တယ်ကောင်းလိုက်တာရှေးတုန်းကလက်ရအတိုင်းပဲဘဲဥတွေဝက်ဥကြောင်းနေဝက်သေးတွေအသားတွေနန်းချင်းစားတော့ပြီးတော့ကိုဝါကြီးကမတင်းမြန်တွေ့ရောသူ့အိမ်အတွက်ပါပါစဲနှထုတ်မှာတယ်အဲဒီနောက်ကိုဝါကြီးအပြင်ကိုထွက်သွားတယ်နိုင်ဝက်ခန့်ကြပြင်ရောက်လာပြီးဥတ္တပီရဲ့ကြုံတိုင်းပြင်မဲ့ဦးချစ်တီကပြက်နေလို့ကျုပ်ကားပေါ်အလူရက်တင်တာက ကားခေါမိုးတောင်ပြည့်နေပြီကြာကြာနေလို့မဖြစ်ဘူးပြန်မဖြစ်မယ်အခုပဲခေါက်ဆဲစားပြရကဲပါရွာပြန်ရောက်တော့မှပဲစိန်ယူတော့ခီးတဲတွေလည်းအားနာဖို့ကောက်နေပြီကျွန်တော်မှခီးတဲများကိုချင်းစားရတယ်မနက်၄နာရီကဈေးရောက်မှထွက်လာပြီးတော့ယခုချိန်ထိအိမ်မပြန်ရသေးဘူးဆိုတော့ကိုချင်းစားစရာပင်ကဲကဲသွားကြတာပေါ့ကျွန်ုပ်တို့ကားစီကိုရောက်တော့ထိုင်စရာပင်မရှိတော့ဘူးခြေနှင်းခုံမှာတွဲခုပြီးတော့လိုက်ရပြီးတော့မယ်ကိုပါကြီးကလွယ်ကြီးတလုံးဖြင့်ကားကများကိုကောက်နေရဲ့ကဲကဲဒီဘက်ကညှိလိုက်ရအောင် ညှိတယ်ဆိုတဲ့ဇာကားမှာကာကတောင်းခြင်းဖြစ်တယ်။ဒေတာဇာကားဖြစ်တယ်။ကာကတောင်းတာကပင်အချိန်တနိုင်ခန့်ကြရတယ်။ဈေးထဲမှာပစ္စည်းချန်တဲ့လူကိုစောင့်ရတာကတစ်မျိုး၊လူမဆုံလို့စောင့်ရတာကတစ်ဖုံ၊ညနေ3နာရီတိတိမှပင် ကားထွက်ခွာရပါတော့တယ်။ဒိုင်နာကားပိုင်ရှင်ကိုပါကြီးကကားနှစ်စီးစာခန့်ခီးတယ်တွေတင်လာရလို့ကားကိုပြည့်ပြည့်မှန်မှန်မောင်းရတယ်။တအီးဖြစ်ကားကထွက်ချပြီ။ဆက်တော့ဒီချိန်င်းကုန်မှာပဲထိုင်လိုက်ကြတာပေါ့။အေးပေါ့ကွာ။ဒူလာတော့ကထိုင်နေရှေ့ရန်ကတော့ ဖုန်းကြီးနှစ်ပါဦးစားပေးလိုက်ရပြီ။ကျွန်ုပ်တို့လည်းဖြည်းဖြည်းမှန်မှန်မောင်းနေတဲ့ကားရဲ့ခြေနှင်းကောင်မှာလက်ကင်ကိုကင်နဲ့ပြီးပြီးတော့လိုက်ပါလာခဲ့တယ်။တနအိခန့်တီးမှန်မှန်မောင်းလာတဲ့ကားကြောင့်ကျွန်ုပ်မှာတဖြည်းဖြည်းနဲ့ငိုက်စားပြူလာတယ်။စောင်းပေါက်ရသည်ဆိုတော့နေဝင်စောတယ်။ဘိုက်ကလေးကငိုက်နေတယ်။သူ့လက်မှမသေးမြင်အတွက်ခေါက်ဆဲထုပ်ကိုလှမ်းယူရင်းနဲ့မင်းအိမ်ငိုက်နေရခေါက်ဆဲထုပ်ပြုတ်ကျသွားမယ်ငေါ့ပေး။ဘိုက်ကလေးကအမှန်တကယ်ပင်အိမ်ငိုက်နေချင်းရမကြခင်လမ်းတစ်ခုလုံးအမောင်းကျသွားတယ်။ကားမှာတော့တအီးနဲ့မောင်းနေစေ ပေါင်ပိုင်နေတဲ့ကားခန်းထဲမှာအာလုံးငိုင်မိနေကြတယ်။တနေကုန်ပြင်းပန်းလာခဲ့ကြတယ်မဟုတ်ပါလား။ကားကကုန်းတက်မှုဤပဲဤပဲနဲ့တက်နေပါတယ်။စက်တန်ကဂီတာတန်လို့ချော့တိုက်တယ်လို့ဖြစ်နေရာကျွန်ုပ်မှမိုက်ကနေဖြစ်သွားပြီးတော့ကားအောက်ကိုဘုံကနေဖြည်းဖြည်းချင်းပြုတ်ကျသွားပါတယ်။ဖြက်ကနေတတိယကကုန်းပေါ်ကိုကားကတက်နေပါတယ်။ငေးတန်ပေါင်းအော်တက်နေတဲ့အင်ဂျင်တန်ကကျွန်ုပ်ရဲ့အော်တန်ကိုမကြားတော့ဘူး။ဟေးရဲရဲရဲငါချန်နေခဲ့ပြီ။ကျွန်ုပ်မှလူးလဲထပြီးတော့ပြေးလိုက်ချေရာ ကားမှာမောင်မောင်မဲမဲတဲ့ဂုံးဆဲမှာလွန်စောင်းမှပြင်းတော့အရှိန်နဲ့ထိုးဆင်းသွားတယ်။ကျွန်တော်ကပြေးလိုက်တော့လေလိုက်မမိပါဘူး။မောင်မဲနေတဲ့လမ်းမှာကျွန်တော်ကိုမြင်ဖို့မဖြစ်နိုင်တော့ဘူး။ကားမှာနောင်မီးပဲရှိဘူး။ရှီမီးမိမ့်မိမ့်တစ်လုံးသာရှိရဲ့ကားဖြစ်တယ်။ကျွန်တော်လည်းအသက်ကုန်ကျုံးပြီးတော့អော်လိုက်ပါတော့တယ်။ဘသူမှမကြားတယ်လို့ကားမှာအမောင်ထဲမှာပြောက်ွယ်သွားတယ်။ကျွန်တော်မှလွန်စောင်းမှစိတ်အားငယ်သွားရပါတယ်။လမ်းမကင်ထားတဲ့မသိမြင်တဲ့ခေါက်ဆဲထုတ်ကဖုံဖုံသိမ့်မအလူးလူးနဲ့မြင်လို့ပင်မကောင်းတော့ဘူး ကျွန်တော်ဘလို့လုပ်ရပါမလဲရွာရောက်ရန်ကနိုင်ဝက်ခံလို့သေးတယ်ကျွန်တော်ဘာမှမတတ်နိုင်ပါဘူးခြေချင်းကိုမိုင်းနှုံးတယ်မင်းလမ်းလျှောက်ရတယ်တနားခန့်ခြေတံပြင်းပြင်းလျှောက်ပြီးတော့ရွာထိပ်စရက်ကိုရောက်ပါတော့တယ်မမောနဲ့ပလက်လန့်ပြီးအမောပြေလိုက်ကြရာမနဲ့မိုးလဲမှပဲနူးတော့တယ်ကျွန်တော်အငြိမ်မနေဆက်ဆော့တက်တဲ့အကျင့်ကြောင့်ကျွန်တော်ဒုက္ခရောက်ခဲ့ရပါတယ်ကျွန်တော်ကမကောင်းပါလားကျွန်တော်တို့ဂျုံတိုင်းရွာနဲ့ဦးမြအောင်ဆိုတဲ့ရွာတတိတယောက်ရှိပါတယ် လူချမ်းသာသလားအလုံးနဲ့လက်နဲ့မပြတ်တဲ့လို့အိမ်နွေးရဲ့တော့ကအပူလုံးကလည်းစုပ်ွေရမှရှိတော့ဘူးအရွယ်ရောက်နေပြီဖြစ်တဲ့တာသမီက၄ယောက်အိမ်နောက်ကျနေသူက၂ယောက်တာရီသမီးရဲ့ငွေရှာရတဲ့အရေးကဦးမြအောင်ကိုကြည့်ရတာကပင်မလုံးမေစွာပဲကြွေလေးသွားတော့မလို့ရှင်ကတာဦးမြအောင်ကိုကြည့်ပြီးတော့သူ့စားပင်မနေတာသူတို့ကရွာမှာလူနဲ့သူနဲ့တူအောင်နေရတယ်တော့ဩကျုပ်တို့ကလူနဲ့တူအောင်မနေရလို့ခွေးလုံးနေလို့လားဒါကိုပြောတာမဟုတ်ပါဘူးကဲကြည့် တို့အိမ်မှာအပေါ်စားအောက်စံနဲ့စလောင်းဖုံးနဲ့ရှစ်အိမ်မှာရှိလို့လားမရှိဘူးလေဘာဖြစ်လို့လဲဘာပြန်မှလဲလူတန်းစီမနေရတာပေါ့ကျုပ်ကလည်းကြည့်သူများမိန်းမတွေလိုစိတ်နှွှေရွှေရှိလားမရှိတာအဆန်းလို့လို့ကွာကျွန်တော်မှမသေးမြင်တဲ့စကားပြောနေရမှကြာရင်ဖြစ်ရတော့မယ်တို့အတွက်ကြောင့်လက်ဆွဲတော့နှလုံးပြိုကန်ကတော့ပြင်ရင်ထွက်ခဲ့ပါတော့တယ်တော့ကောင်ရလဲမလောက်လေးမလောက်စားတော့တက်တို့ယုံတို့လုံမလာနဲ့တားကောင်ကြီးကြီးရှာခဲ့အိမ်မမလှမ်းပြီးတော့စကနာထုတ်လိုက်သေးတယ် ကျွန်တော်လည်းတပည့်ကျော်ဘိုက်ကလေးမပါဘဲနဲ့တဦးတည်းတော်ရင်းကိုဝင်လာခဲ့ပါတယ်။တောဆက်မှာထော်လာကြီးတစ်စင်းရထားတာကိုလက်မြင်ရတယ်။ဒီထော်လာကြီးတကားမှလည်းမတွေ့ဘူးပါဘူး။ဟိုမှာလည်းလူလေးယောက်တစ်ခုခုတော့တစ်ခုခုပဲ။ကျွန်တော်လည်းထူထူအနာကိုမရောက်မလဲဖြစ်ရောက်သွားတယ်။ဟိုက်အမဲပေါ်နေရပဲ။ကျွန်တော်လည်းအမဲပေါ်နေတဲ့အောက်စုကိုတိုးကပ်သွားချိန်မှာအမဲပေါ်နေတဲ့အောက်စုကကိုရွာသားတွေဖြစ်နေပါတော့တယ်။ပိုပြီးထူးခြားတာကရွာရဲ့တထေဦးမြအောင်ရဲ့တာအိမ်အောင်တဲ့အကြီးကောင်ဖိုးအေးဖြစ်နေတယ်။ ကျွန်ုပ်ခြေတံကိုကြားတာနဲ့ဖြတ်ကနေလှည့်ကြည့်လိုက်တဲ့အခါဖိုးအေးကအာလန့်သွားတာပဲဘသူများလဲလို့ဥတ္တပီပဲဥတ္တပီတွေဘာတွေလုပ်မနေနဲ့မင်းတို့အမဲပေါ်နေရမှာပေါ့လားတကြီးမသိပဲမလုပ်ရဘူးဆိုတာနားမလည်ဘူးလားဘသူအမဲလဲအာဥတ္တပီကလည်းပြဿနာပဲဗျာကဲဘသူမှရှောက်မပြောနဲ့ဥတ္တပီကိုတပိတ်တာပေးမယ်မရအောင်နှစ်ပိတ်တာယူပြားယူနှုတ်တော်လုံးတော့အေးပါဒါနဲ့ဒါဘသူရဲ့နွားလဲသူများနွားခိုးပြီးတော့လုံရင်အမှုပတ်နေမယ်နော် အာချုပ်ဖေနွားပါဒါဆိုရင်မင်းဖေတိလား မေးမြန်းကလည်းထူပါသူတိမှတော့ကိုယ့်အိမ်မှာပဲဖော်မှာပေါ့ဟာမင်းဖေမတိပဲလောက်တာမကောင်းပါဘူးကျွန်တော်လည်းမလောက်ချင်ပါဘူးကျုပ်မှအိမ်တောင်းနဲ့ကလေးနှစ်ယောက်နဲ့ဘလို့မှမလောက်ဘူးအဖေစီလက်ဖြက်ရရလဲကြားတော့မတောင်းချင်တော့ဘူးဒါကြောင့်နွားတကောင်ခိုးပြီးတော့အမေဖော်ရောင်းတာကဲပြာဥတုပ်ပြီးနှုတ်တော့နော်ဤပါကွာကျွန်တော်လည်းအမေမလိုက်ပဲအမေသားနှစ်ပိတ်သားရမယ်ဆိုတော့စိတ်ထဲမှာပြောသွားတယ်တွပီပြောပြီးကျွန်တော်လည်းအူးအူးဖျက်ဖျက်ရတဲ့အမေနှစ်ပိတ်သားကိုအင်ကိုပြန်ပြီးတော့ပြေးပို့လိုက်ပါတယ် ဖူအေးတို့အမေးပေါ်လို့ရလာတာဟဲအမေးသားတွေအများကြီးတော့ကျွန်တော်လည်းအမေးသားနှစ်ပိတ်သားပေးပြီးတာဝန်ကျပြီဆိုတော့ရွာထဲရှိကိုသာပြောစမ်းသားဆိုင်မှာလေးပြင်းရင်အေးစေးစွာထွက်လာခဲ့ပါတော့တယ်ရင်းနှွေးချမ်းတအိုးငရမ်းချောင်မိဖို့လေးနဲ့ဇင်းယူနေတာကညနေထီတိုင်ခဲ့ပြီကဲစကားလည်းပြောလို့ကောင်းလိုက်တာအိမ်ပြန်လိုက်အောင်မဲကျွန်တော်အိမ်ပြန်ရန်ဆိုင်ရှင်းမှာအထက်အာနိုးလာမူကကျွန်တော်လက်မောင်ကိုစုပ်ကိုင်းလိုက်ပြီးတော့လာလိုက်ခဲ့တကြီးရှာခိုင်းတာတယ်ဘာကိစ္စလဲကွာကိစ္စတော့နွားခုမှုပဲဟာ ငါကဘသူ့နွားကိုခိုးလို့လဲမတိဟန်ဆောင်မနေပါနဲ့ဦးမြင့်အောင်သူ့သားကြီးဖိုးရီကသူ့အဖေနွားကိုယူပြီးတော့အမဲဖော်တယ်အမဲတွေကိုမြိုင်းသားသွားရောက်နေအေးလေသူ့မသားရောက်တာဘာဖြစ်လဲဒီမှာဖိုးရီကမြိုင်းသားမှာအမဲသွားရောက်နေခမားမင်းမမသိမြင်ကရွာထဲမှာလှည့်ရောက်နေဦးမြင့်အောင်ကသူ့နွားပြောက်တဲ့ကိစ္စတကြီးကိုတိုင်ထားတော့မသိမြင်အမဲအော်ရောက်နေရမြင်တဲ့တကြီးကမသိမြင်ကိုဘဲကရှာလဲစစ်တော့မမှန်ပြောတော့ဖိုးအေးတို့အမဲပေါ်နေတာကကိုတုတ်ပြီးယူလာတာလို့ပြောတယ် ဒီတော့တကြီးကခမည်းကိုဖိုးအေးရိုးနဲ့တအုပ်စုတယ်လို့သတ်မှတ်ထားတာတကိုင်းနဲ့တာရီဒီတော့အဖမ်းခံမှာဘာလို့ဖမ်းခံရမှာလဲငါမှမပါပဲမငင်းပါနဲ့ဖိုးအေးရိုးလည်းမြိုင်းသားကပြန်လာရင်စောင့်ဖမ်းဖို့ကာလာတာကောင်တာအေးရိုးအုပ်စုရွာထိပ်မှာစောင့်ခိုင်းထားတယ်အခုလိုက်ခဲ့မလိုက်ပါဘူးမလိုက်လို့မဖြစ်ဘူးကျွန်တော်ကအာနိုလက်ကိုပုတ်ချလိုက်ပါတယ်အာနိုမင်းငဲပါသေးရဲ့ကွာမင်းတကြီးလူယုံပြန်ငါကထောက်ခံပေးထားတာမဆိုင်မှုလေအမှန်တရားဆိုတာကြောသားရင်သာခွဲခြားလို့မရဘူးလေ ပြောလို့မရဘူးလားမလိုက်ဖို့ကွာမလိုက်ဖို့မလိုက်လဲရတယ်အခုခမည်းမင်းမမသိမြို့ထိတ်တုံးခတ်ထားတယ်ဘာကွာဟုတ်တယ်ခမည်းလာမှလူချင်းလဲမှာကျွန်ုပ်မှထိတ်တုံးနေမှာမျက်ရည်ဆန်းဆန်းနဲ့ဖြစ်နေမဲ့မသိမြို့ကိုမြင်အောင်ပြီးတော့ကျွန်ုပ်ခြေလမ်းများကအာနိုလာမှုနောက်ကိုလိုက်ခဲ့ရတယ်อืมအသွားမတော်တလန်းအစားမတော်တလုတ်ပါလားနော်ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနာဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်